မင်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ6ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာအာရခတက်တော်အေးနဲ့မြမတက်မတော်တို့ကြားဖြစ်ပွားနေတဲ့တိုက်ပွဲဟာအရှိနဲ့အနောက်နိုင်ငံတို့ရဲ့အားပြိုင်မှုဖြစ်စေတယ်လို့စီးနဲ့နိုင်ငံရေးအကဲခတ်တွေကြားသုံးသပ်မှုတွေရှိနေတဲ့ဆိုတဲ့သတင်းကမ္ဘောဒီးယားနဲ့ဖြစ်ပွားနေတဲ့နေဆက်ဒေတာအငင်းပွားမှုကိုဖြေရှင်းဖို့စစ်တပ်ကိုလုံပိုင်ခွင့်ပေးပြီး အမျိုးသားလူကြုံရေးကောင်စီကိုဥဆောင်ဖြည့်ရှင်းခွင့်ပြုဖို့ထိုင်းမျိုးသားရေးဝါဒီတွေကတိုက်တွန်းခဲ့တယ်ဆိုတဲ့တင်အပါအဝင်နောက်ဆုံးရပြည်တွင်းတဲ့နိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာအရခတ်တက်တော်အေးနဲ့မြမတက်မတော်တို့ကြားဖြစ်ပွားနေတဲ့တိုက်ပွဲဟာအရှိနဲ့အနောက်နိုင်ငံတို့ရဲ့အားပြိုင်မှုဖြစ်စေတယ်လို့စီးနဲ့နိုင်ငံရေးအကဲခတ်တွေကြားတုံ့တက်မှုတွေရှိနေတဲ့တဲ့တင်ကိုတင်ဆက်ပေးလိုက်ပါရစေ တရုတ်စီမံကိန်းတရှိရာရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာအရခတက်တော်အေးနဲ့မြမတက်မတော်ကြားဖြစ်ပွားနေတဲ့တိုက်ပွဲဟာအရှိနဲ့အနောက်နိုင်ငံတို့ရဲ့အားပြိုင်မှုဖြစ်စေတယ်လို့စီးရဲတဲ့နိုင်ငံရေးအကြီးအကဲတွေကသုံးသပ်မှုရှိနေကြပါတယ်။မြို့နယ်၁၆မြို့နယ်ရှိတဲ့ရခိုင်ပြည်နယ်မှာစလေးမြို့နယ်ကိုသိမ်းပိုက်ထားနိုင်တဲ့အေးအနေနဲ့ကြောက်ဖြူမြို့မှာမြို့သိမ်းတိုက်ပွဲဆက်လက်ဖော်ဆောင်နေရပါောင်းမြမတက်မတော်ဘက်ကအကျိုးစီးပွားကိုကာကွယ်ဖို့တရုတ်လုံခြုံရေးတပ်တွေကတွေ့ပြီးခုခံနေနိုင်ကအေးအေးဘက်မှလည်းအနောက်ဘက်ကပအဝင်ပတ်သက်မှုရှိနိုင်ကြောင်း ဒါကြောင့်ကြောက်ဖြူတိုက်ပွဲမှာအရှိနဲ့အနောက်အားပြိုင်မှုဖြစ်သွားကြောင်း NCA ထိုးထားတဲ့ပအိုးမြို့သားလူမျိုးရေးအဖွဲ့ချုပ် PNL NCAS မှဥက္ကဋ္ဌဘုံမူကြီးခုံဦးကကစီရင်တဲ့တင်ဌာနကိုပြောပါရယ်။ဒါကဟိုဟိုဟိုစီးပွားရေးကိုကာကွယ်ဖို့ဒီလုံခြုံရေးတပ်ဖွဲ့များဥပဒေကထုတ်ပြန်ထားတယ်လေ။အဲ့လိုကြိုရေးတပ်ဖွဲ့များဆိုင်ရာဥပဒေကိုကျွန်တော်တို့နေပြည်တော်အထုတ်ပြန်ပြီးတဲ့နောက်မှာကျွန်တော်ကလုံခြုံရေးတပ်ဖွဲ့တွေက မပုံတင်ထားတဲ့လုပ်ငန်းတက်ဖွဲ့တွေကရောက်လာတာပေါ့အဲ့ဒါပါပဲအဲ့လိုတွေတက်ဖွဲ့တွေကတော့သူ့အကျိုးစီးပွားကိုသူစောင့်ရှောက်မယ်ကာကွယ်မယ်ရသလားလုပ်မယ်နီးမျိုးစုံနဲ့လုပ်မယ်ပေါ့ဒါကြောင့်အဲ့ဒီအဲ့ဒီတောက်ဖြူလိုကိစ္စမျိုးတွေကြတော့ဟိုအရှိနဲ့အနောက်ဟိုအားပြိုင်တယ်လို့တော့နည်းနည်းဖြစ်သွားတယ်နော်ဒီတော့မှအဲ့ဒီဒီလုံရွေးတက်တဲ့အတဲကိုယ်တိုင်ပါပြီးတော့နော်နောက်ပြီးတော့ဒီလက်ရှိဒီတော့တက်တဲ့နဲ့တွဲပြီးတော့ အဲ့ဒီအစီအစဉ်ကိုကြံနေတယ်။ဟိုဘက်ကလည်းပဲသူ့နောက်မှာအနောက်ကအနောက်ဘက်ကတမီမီနဲ့ပေါ့လေအလှည့်ပသေးတော့ပါနေတယ်ဖြစ်နိုင်တယ်။ဒါကြောင့်အဲ့ဒီပွဲတွေကဟိုအင်အားကြီးနိုင်ငံတွေရဲ့ဟိုဟိုလက်မဲကြီးတွေရှိတယ်လို့ပြောရင်လည်းမပါဘူးအကြမ်းပါတယ်။သူတို့သူတို့ရှိမှဟိုကျုံးနေတဲ့လူတွေပဲကြည့်လို့မရဘူးပေါ့။လက်မဲကြီးတွေလည်းရှိရှိတယ်ဆိုတာကျွန်တော်တို့က ဆုံးသတ်လို့ရတာပေါ့ဆိုတာ။ဒါပြင်ငလျင်နောက်ဆက်တွေအရာနှစ်ဖက်အင်အားစုတွေအကြအပြစ်ရတက်တန်တိုးမြင့်ထားကြပေမဲ့လေမြေပြင်မှာတိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေကြတာပါ။ရခိုင်ပြည်နယ်မှာကြန့်ရှိတဲ့မြို့နယ်သုံးမြို့နယ်မှာတရုတ်စီမံကိန်းရှိရာကြောက်ဖြူမြို့မှာတော့အေဘက်ကထိုးစစ်အရှိန်မြင့်လာကြောင်းမေလ29ရက်ကကြောက်ဖြူမတီးကျွန်းမှာရှိတဲ့တရုတ်အစိုးရပိုင်းတဘာဝတံဝေတအားပေးဆက်ယုံပါဝါချိုင်းနာနာက Kingscan ကို drone နဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။ ကြောက်ပြူတိုက်ပွဲတွေမှာဒီအိုဆိုးရပိုင်တဘာဝတံွေတအားပေးစက်ယုံနဲ့နီးကလာတာကြောင့်တရုတ်လုံခြုံရေးတွေထပ်ဖြည့်ထားကြောင်းလည်း BBC သတင်းဌာနမှာဖော်ပြထားတာပါ။နှက်ဆက်ကဟာလက်နက်ကင်ပဋိပက္ခအတွင်လက်လွတ်ထားရတဲ့နေမြေအများပြားရှိနေချိန်မှာပြည်တွင်းပြည်ပလုံခြုံရေးကုမ္ပဏီတွေလက်နက်ကင်ဆောင်နိုင်တဲ့ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို F5 18ရက်နေ့ရက်စွဲနဲ့ပြဋ္ဌာန်းထားပါတယ်။တရုတ်လုံခြုံရေးကုမ္ပဏီကတပ်သားတွေဟာစစ်သားဟောင်းတွေဖြစ်ကြကတရုတ်ကျိုးစီးပွားကိုကောက်ွယ်ဖို့အတွက် ကြောက်ဖြူမှာတရုတ်လုံခြုံရေးတပ်အများပြားရှောက်နေတယ်လို့ကြားသိရကြောင်းတရုတ်မြန်မာရေးလိလာတုံးသက်သူဒေါက်တာလှကျော်စောကစီအန်အန်သတင်းဌာနကိုပြောပါရယ်။ဟိုဒီမှာကြားတာတခုကတော့တရုတ်ကလုံခြုံရေးကုမ္ပဏီတခုကဒီကြောက်ဖြူရင်းနှီးစိတ်ကံကိုကာဝယ်ဖို့အတွက်တော်တော်များများရောက်နေတယ်လို့အစိုးရကကြားပါတယ်။အဲ့တော့ဒီလုံခြုံရေးကုမ္ပဏီဟိုဟိုနည်းနေရတော့ခြိမ်းခြိမ်းနေတယ်။ဘာဖြစ်လို့လဲဆိုတော့တရုတ်ကနိုင်ငံတိုင်းကိုသူကထွက်ပြီးတော့ ီကွာရှာန်ဒါဆိုတော့အဲ့ကုမ္ပဏီကြီးကအဲငားတာအဲဟိုနည်းအဲ့ဒီပါလဲအဲ့လုံးလုံးရေးကုမ္ပဏီကြီးဆိုတာကတရုတ်ပြည်မှာစစ်သားဟောင်းနေပေါ့တရုတ်ကသူကနှစ်နှစ်တချို့ဆိုငားနဲ့ဟိုဘယ်လိုပုံလဲစစ်တပ်ထဲမှာနေပြီးထွက်လို့ရတယ်လေအဲအဲ့ဒီလူတွေကသူအပြင်ထွက်လာတဲ့အခါမှာအဲ့လုံးဟိုစစ်တပ်ထဲမှာသူတော်တော်စစ်နန်းနေရကျန်းတာနော် အဲ့ခါကျတော့အဲ့ရထွက်လာတဲ့အများပြားကအဲ့လုံကျုံကြီးပုံထောင်ရဟိုတတိတွေတော့ဟိုရုပ်ရှင်မင်းသားမင်းသမီးတွေသူတို့သတ်တော်ဆောင်နေဖြစ်တယ်လေသူပြင်းဟားတာဖြစ်ကြည်ရကျွန်တော်တို့သူကောင်းစီရအဲ့ဒါနဲ့ပတ်သက်လို့ဥရေတောင် ပြင်ထားပေးတာအဲ့ဒီလူသားနဲ့လို့ရအောင်အဲ့တော့အဲ့ဒါတွေကရတာလေဖြစ်တဲ့ခံနေပါလေဟိုတေယုတ်စသားတွေဆိုတေယုတ်လူကြီးတက်တာတွေရှိတယ်ဆိုတာလေဖြစ်နေပါ နတ်ဆက်ကဟာကြောက်ဖြူမြို့နယ်တဲကစီမံကိန်းတွေကနေနိုင်ငံသားဝင်ဝင်အများဆုံးရရှိနေကြောင်းရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ AOW ရဲ့ဧပြီ27ရက်ကထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ရွှေသဘာဝတန်ွေရောင်းချရမှာနှစ်စဉ်အမေရိကန်ဒေါ်လာတန်950နဲ့တရုတ်ကိုပို့တဲ့ရေနံပိုင်လိုင်းကတစ်စက်ရေနံဖြတ်တန်းတင်ဖို့ကအမေရိကန်ဒေါ်လာ 25သန်းဝန်းကျင်ရနေကြောင်းလည်း AOW ကခန့်မှန်းထားတာပါ။2023ခုနှစ်နိုဝင်ဘာလကစပြီးရခိုင်ပြည်နယ်ထဲမှာစစ်ရေးတင်းမာမှုတွေရှိလာခဲ့ပေမဲ့လည်းရင်းနှီးတဲ့တဘာဝတန်းဝေလုပ်ငန်းတွေမှာတော့ပုံမှန်တိုင်းလည်ပတ်နေကြောင်းလည်းအစိုးရခန်းစာမှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံအငင်းစားတန်အမတ်ကြီးဦးချိုထွန်းအောင်ကိုလောက်ကျန်တက်ပြတ်ခဲ့တဲ့တွင်ပူပေါင်းပါဝင်သူတွေကိုဖမ်းဆီးရမိခဲ့တယ်လို့နတ်ဆက်ကက2025ခုနှစ်ဇွန်လ9ရက်မှာထုတ်ပြန်လိုက်တဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ မြန်မာနိုင်ငံအရင်းစားတံမတ်ကြီးဦးချိုထွန်းကိုလောက်ကျန်တက်ဖြတ်ခဲ့တဲ့တွေနဲ့ပူးပေါင်းပါဝင်သူတွေကိုဖမ်းဆီးရမိခဲ့တယ်လို့နှစ်ဆက်ကက2025ခုနှစ်ဇွန်လ9ရက်မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ 2025ခုနှစ်မေလ22ရက်ကရန်ကုန်တိုင်းဒေသကြီးမယန်းကုန်းမြို့နယ်၅ရပ်ကွက်ရွှေနှင်းစီလန်းနဲ့ဝိဆာလန်းတောင်နေအငိမ့်စားတန်အမတ်ကြီးဦးချိုထွန်းအောင်ဟာနေရှိမှာမြစ်ဖြစ်သူနဲ့အတူလမ်းလျှောက်နေစဉ်အမျိုးသား2ဦးကတနက်နေ့ပြစ်ခတ်လုကြံတပ်ဖြတ်ခံခဲ့ရတာပါ။အဲဒီနောက်လုကြံတပ်ဖြတ်ရမှာအုံပြုခဲ့တဲ့စပိန်ကိုစမ်းထအောင်ကောပကိုးသားက၃ပိန်းရင်နဲ့တည်ဆောင်သွားစဉ်မေလ23ရက်မှာမြောက်ကလာပါမြို့နယ်မှာစပိန်နဲ့အတူဖမ်းဆီးရမိခဲ့တာပါ။အဲဒီလိုပဲထောက်ပို့အဖြစ်ဆောင်ရွက်ခဲ့တဲ့ဝင်းတူခေါ်ကလာလေးကိုလည်းမြောက်ကလာပါမြို့နယ်မှာဖမ်းဆီးရမိခဲ့တဲ့ ယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဖမ်းဆီးရမယ့်သူတွေရဲ့ထွက်ဆိုချက်အရဥချိုထွန်းအောင်ကိုမြို့ကိုကိုခေါ်စင်မင်းထက်ခေါ်လင်းလက်စော်နဲ့ချစ်ကိုကိုခေါ်ကြော်ကြီးတို့ကလှုပ်ကြံတပ်ပြက်ခဲ့တာဖြစ်ကြောင်းတရခန့်မြို့ကိုကိုနဲ့စနီးပြုံပြုံတမိဖြစ်သူလင်းလက်ရွှေတို့ကိုမေလ25ရက်မှာညောင်ဦးမြို့နယ်ပကံမြို့ဟောင်းမှာဖမ်းဆီးရမိခဲ့တယ်လို့လိုက်ပါပို့ဆောင်ပေးခဲ့သူအောင်ဆန်းဟိတ်နဲ့ချိတ်ဆက်ပေးသူညီညီလိုင်းတို့ကိုလည်းမွန်ပြည်နယ်မှုတော်မြို့မှာဖမ်းဆီးရမိခဲ့တယ်လို့နတ်ဆကကထုတ်ပြန်ခဲ့ပါတယ်။အလားတူဖမ်းဆီးဖို့ကြံနေတဲ့တရခန့်ချစ်ကိုကိုခေါ်ကြော်ကြီးရဲ့စနီးမြင့်မြင့်ထွေးအောင်ကို ိုချစ်ဇင်းမောင်မောင်ခေါ်အာနိုးတို့နဲ့ထပ်ပြေးတင်းဆောင်ဖို့ကူညီပေးသူဖြိုးဝေအောင်ခေါ်အရှိကြီးတို့ကိုမေလ26ရက်ဘကုန်းမြို့အဝင်စစ်စေးရိတ်ကိတ်မှာဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။အဲဒီနောက်စကောက်ကြည့်ရှုပေးသူမင်းစီသူခေါ်အငယ်လေးကျော်စင်တန့်ခေါ်လွင်ကြီးခေါ်ကျော်စင်ဟန်လေးအောင်တို့ကိုမေလ29ရက်မှာကြီးမြနိုင်မြို့နယ်မှာဖမ်းဆီးရမိခဲ့ကြောင်းလည်းနတ်ဆက်ကရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါပြင်ဥချိုထွန်းအောင်ကိုလုတ်ကြံတက်ဖြတ်စဉ်တနက်ကြီးပေါက်ထွက်ပြီးဘယ်ဘက်ခြေတော့တရားရရှိခဲ့တဲ့မြို့ကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မင်းထက်ခေါ်လင်းလက်စော်ကိုစေ ကူတာပေးခဲ့တဲ့တကိရမြို့နယ်မှာလင်းအထုကုစေယုံပိုင်ရှင်ဒေါက်တာရဲလင်းစိုးနဲ့ DCS ဆရာဝန်စောကုကိုတို့ကိုမေလ26ရက်မှာဖမ်းဆီးခဲ့တယ်လို့နှစ်ဆက်ကကထုတ်ပြန်ခဲ့ပါတယ်။ဒါကြောင့်ဥချိုထွန်းအောင်လုံးကြံတက်ပြတ်ခံရမှုဖြစ်စဉ်အတွင်းပအဝင်ပတ်သက်သူကြား73ဦး၊မ3ဦး၊စုစုပေါင်း16ဦးကိုဖမ်းဆီးခဲ့တယ်လို့နှစ်ဆက်ကကထုတ်ပြန်ခဲ့တာပါ။အဆိုပါဖမ်းဆီးခံရသူတွေဟာ2023ခုနှစ်မတ်လမှာချင်းမိုင်မြို့မှာဖွဲ့စည်းခဲ့တဲ့ Golden Valley Warrior အဖွဲ့ခေါင်းဆောင်ကိုထက်ရဲ့စေခိုင်းမှုကြောင့်လုံဆောင်ခဲ့ကြတာဖြစ်ကြောင်းလည်းသိရပါတယ်။ ။စီအန်အန်သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပါ။ကမ္ဘောဒီးယားနဲ့ဖြစ်ပွားနေတဲ့နေဆက်ဒေတာအငင်းပွားမှုကိုဖြေရှင်းဖို့စစ်တပ်ကိုလုံပိုင်ခွင့်ပေးပြီးအမျိုးသားလုံခြုံရေးကောင်စီကိုဥဆောင်ဖြေရှင်းခွင့်ပြုဖို့ထိုင်းမျိုးသားရေးဝါဒီတွေကတိုက်တွန်းခဲ့တဲ့ဆွေးနွေးပွဲဖြစ်ပါတယ်။ ကမ္ဘောဒီးယားနဲ့ဖြစ်ပွားနေတဲ့နယ်စပ်ဒေသအငင်းပွားမှုကိုဖြေရှင်းဖို့စစ်တပ်ကိုလုပ်ပိုင်ခွင့်ပေးပြီးမျိုးသားလုံခြုံရေးကောင်စီ NSC ကိုဦးဆောင်ဖြေရှင်းခဲ့ပြီးဖို့ထိုင်းမျိုးသားရေးဝါရီကကာဝေးဝင်ကြီးဖွန်တန်ဝီချာရာဆိုင်ကိုဂျော်လန်ငါးရဲကတိုက်တွန်းခဲ့တဲ့ဒေသရှင်ကပေါ်ပြခဲ့ပါဗျာ။ ထိုင်းမျိုးသားရဲ့ဝါရီကဖွက်တာကမ္ဘောဒီးယားအာဏာရမိသားစုရဲ့ဩဇာလွှမ်းမှုအဖို့ရောက်ရှိသွားနိုင်တဲ့အခြေအနေကိုစိုးရိမ်ကြောင်းလည်းဖော်ပြခဲ့ကြပါတယ်။ထိုင်းပြည်ပြင်ပြောင်းလဲဆိုင်ရာအကြောင်းစာတွေနဲ့ပြည်သူ့ကွန်ရက် SDR ကကာဝေးဝင်ဌာနရှိမှစူးစမ်းဆန္ဒပြခဲ့ကြပြီးထိုင်းကမ္ဘောဒီးယားနယ်စပ်ဒေသ၌တင်းမာမှုတွေကိုဖြေရှင်းရမှာအမျိုးသားလုံခြုံရေးကောင်စီကိုတာဝန်ပေးဖို့ဖွန်တန်ကိုတောင်းဆိုခဲ့ကြပါတယ်။ထိုင်းဝင်ရောင်းသက်ဆန်တဲ့လက်ရှိကမ္ဘောဒီးယားဝင်ရောင်းဖန်မာနဲ့ဖခင်ဖြစ်တဲ့ဝင်ရောင်းဟွမ်ဆန်တို့ရာရင်းနေတဲ့ဆက်ဆံရေးကြောင့်ဖွန်တန်ကတွန်းဆုတ်နေပုံရပြီးနိုင်ငံအကျိုးစီးပွားတဲ့ဆုံးဖြတ်ချက်တွေချအောင်မပြတ်မသားဖြစ်နေပုံပေါ်ကြောင့်အမျိုးသားဝါရီကယူဆထားကြပါတယ်။ကမ္ဘောဒီးယား အစိုးရနေဆက်ဒေတာမှာနေမေပိုင်ဆိုင်ရောက်တင်ကြားချက်တွေကိုဆက်လက်ပြောဆိုနေချိန်တိုင်းထိုင်းအစိုးရနေဆက်ဒေတာအရင်းပွားမှုနဲ့ပတ်သက်ပြီးနှုတ်ဆက်နေကြောင်း SDR ကောင်းသောပြည်ချစ်ချိုင်မုံကဝေဖန်ခဲ့ပါတယ်။ထိုင်းအစိုးရရဲ့တုံ့ပြန်ဆောင်ရွက်မှုအားနည်းမှုကကမ္ဘောဒီးယားနိုင်ငံအတွက်နိုင်ငံရေးအသာစီရစေခဲ့ကြောင်းပြည်ချစ်ကပြောကြားခဲ့ပါတယ်။ ဒါကြောင့်ထိုင်းစစ်တပ်အင်အားနဲ့လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့လုံနိုင်စွမ်းတွေကိုပြသတင်ကြောင်းဒီကိစ္စကိုဖြေရှင်းဖို့ထိုင်းစစ်တပ်ကလည်းဆွေးပြူခဲ့ကြောင်းပြည်ချက်ကပြောကြားခဲ့ပါတယ်။ထိုင်းစစ်တပ်ကကမ်ဘောဒီးယားနဲ့တိစက်နေတဲ့နယ်စပ်ဒေသကိုပိတ်ဖို့အစိုးရပြုခဲ့ပေမယ့်အစိုးရဘက်ကညှင်းဆုပ်ခဲ့ပြီးစစ်တပ်အခြားဆွေးပြူချက်တွေလည်းရေးပယ်ခံခဲ့ရဖို့ရှိကြောင်းပြည်ချက်ကပြောကြားခဲ့ပါတယ်။ SDR ဦးဆောင်တဲ့စန္ဒပြသူတွေကကာဝေးဝင်ဤဌာနရဲ့အရာရှိတွေကတစဉ်ဖွင့်တန်းနဲ့တနားကစားတင်သွင်းခဲ့ပြီးနောက်ထိုင်းတော်ဝင်စစ်တပ်ရဲ့ဌာနချုပ်ကိုသွားကရဲစက်ဒေသကြီးကိုစစ်တပ်ကတာဝန်လုံဆောင်ဖို့စစ်တပ်ကြီးရဲ့ဗိုလ်ချုပ်ကြီးပါနာကလူလူသူကိုတောင်းဆိုခဲ့ပါတယ်။ ပါကစ္စတန်ရဲ့စွမ်းရည်အကူအပြောင်းကာလမှာတရုတ်အနေနဲ့ဥဆောင်တဲ့နေရာကနေပါဝင်ဖို့ပါကစ္စတန်ကျွမ်းကျင်ပညာရှင်အဖွဲ့ကတိုက်တွန်းခဲ့တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်အောင်ပါ။ ပါကစ္စတန်ရဲ့စွမ်းအင်အကူပြောင်းကာလမှာတရုတ်အနေနဲ့ဥဆောင်တဲ့နေရာကနေပတ်ဝင်ဖို့ပါကစ္စတန်ကျွမ်းကျင်ပညာရှင်အဖွဲ့ကတိုက်တွန်းခဲ့တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။ဆိုလာစွမ်းအင်တွေကိုကြီးမားတဲ့စက်ရုံတွေနဲ့အသုံးပြုတာထက်အသုံးပြုမဲ့နေရာအနီးမှာအသေးစားစက်ရုံတွေနဲ့ဆိုလာပြားတွေတက်ဆင်အသုံးပြုမှုမြင့်တက်လာချိန်မှာတရုတ်ဟာကမ္ဘာတောင်ချမ်းဒေသမှာတခြားနိုင်ငံတွေအတွက်စံပြနိုင်ငံတစ်ခုဖြစ်လာတယ်လို့ပါကစ္စတန်ရဲ့ Renewable First အမည်ရှိတဲ့ကျွမ်းကျင်ပညာရှင်အဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့တရုတ်စွမ်းအင်ပညာရှင်တအူးကတော့အဲ့ဒီအစီအစဉ်ကိုအ ကောင့်ထဲပို့ဖို့အတွက်ငွေကြီးအများပြားကုန်ကြမှာဟုတ်မဟုတ်ကိုမေးခွန်းထုတ်နေပါတယ်။တရုတ်ရဲ့ဆိုလာပြားတွေဟာတရုတ်ရဲ့တမရိုးကျစွမ်းရည်စည်ယုံတွေကိုကြွတ်တက်သွားပါပြီလို့ Renewable First အဖွဲ့ကထုတ်ပြန်တဲ့အစီရင်ခံစာကိုဥဆောင်ရှိသားခဲ့တဲ့မိုဟာမက်ကပြောကြားခဲ့တာပါ။တရုတ်အနေနဲ့ပါကစ္စတန်မှာငွေကြီးထောက်ပံ့ပေးခဲ့တဲ့ကြောင်မီးသွေးလောင်စာသုံးစွမ်းရည်စည်ယုံတွေနဲ့ပါကစ္စတန်ကိုရောင်းချခဲ့တဲ့ဆိုလာပြားတွေကြောင့်စွမ်းရည်နှမျိုးအနက်တစ်မျိုးကိုရွေးချယ်ရမယ်လို့လည်းအဲ့ဒီအဖွဲ့ကအကြံပြုထားပါတယ်။တန်ရှင်းတဲ့စွမ်းရည်ဖြစ်တဲ့ဆိုလာစွမ်းရည်ကိုအားပေးထောက်ခံခြင်းနဲ့တရုတ်ဟာကမ္ဘာ တောင်ချန်းဒေသမှာစံပြနိုင်ငံတစ်ခုအဖြစ်ရပ်တည်ဖို့အခွင့်အလမ်းရှိကြောင်းလည်းမိုဟာမက်ကပြောကြားခဲ့တာပါအထူးသဖြင့်အမေရိကန်ဟာရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတားဆီးရေးတန်တမာလုပ်ငန်းစဉ်တွေကလည်းနှုတ်ထွက်သွားမှုဟာတရုတ်အတွက်ကမ္ဘာလုံးဆိုင်ရာစွန့်အင်အကူပြောင်းကာလမှာဥဆောင်သူနေရာကိုရောက်ရှိဖို့လမ်းပွင့်သွားစေခဲ့တယ်လို့လည်း Renew Even Fast အဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်တရုတ်နဲ့ပါကစ္စတန်ဟာပြည်တွင်းလုံတန့်စင်တဲ့စွန့်အင်စမ်းသစ်တီထွင်တဲ့ကြေးရစနစ်ကိုပူတွဲဖန်တီးသူတွေအဖြစ်ဆက်ဆံရေးတွေကိုနောက်တစ်ဆင့်တက်ဖို့လိုအပ်ပါတယ်လို့ထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်တရုတ်ရဲ့ဈေး းပေါ်တဲ့ဆိုလာပြားတွေအများအပြားဝင်ရောက်လာမှုနဲ့အတူပါကစ္စတန်ဟာကြောင်မီတွေးစွန့်အင်တုံစက်ရုံတွေနဲ့ထုတ်လုပ်တဲ့စွန့်အင်အပေါ်မိခိုမှုလျှော့ချခဲ့ပြီးဆိုလာစွန့်အင်အတွက်တရုတ်ရဲ့အကူအညီကိုရယူနေကြောင်း Renew Ever Fast အဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ရုရှားရဲ့ latest scan တွေကိုတိုက်ခိုက်ခဲ့တဲ့ယူကရိန်းကိုရုရှားသမ္မတပူတင်ကလက်စားချေလိုက်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောဆိုလိုက်တဲ့သတင်းကိုလည်းတင်ဆက်ပေးလိုက်ပါရစေ။ ရုရှားရဲ့ latest scan တွေကိုတိုက်ခိုက်ခဲ့တဲ့ယူကရိန်းကိုရုရှားသမ္မတပူတင်ကလက်စားချေလိမ့်မယ်လို့ American သမ္မတ Donald Trump ကပြောတယ်လို့ DW သတင်း website မှာဖော်ပြခဲ့ပါတယ်။ American သမ္မတ Donald Trump ဟာရုရှားသမ္မတပူတင်နဲ့ဂျွန်လ၄ရက်ကဖုန်းဆက်သွယ်ပြောဆိုမှုအတွင်းယူကရိန်းစစ်ပွဲအကြောင်းနဲ့မကြသေးမီကရုရှားရဲ့ latest scan တွေကိုယူကရိန်းက drone နဲ့တိုက်ခိုက်ခဲ့တဲ့ကိစ္စတွေကိုဆွေးနွေးခဲ့ကြတာပါ။အဲဒီလိုဖုန်းဆက်သွယ်ပြောဆိုချိန်အတွင်းပူတင်ကရုရှားရဲ့ဗုံးကျဉ်လေယာဉ်တွေကို drone နဲ့တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ယူကရိန်းကိုလက်တော့ပြန်သွားမယ်လို့ပြောကြားခဲ့ကြောင်း Trump က True Social လူမှုမီဒီယာမှာပို post တင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်တော့တွင်ဂျာမနီကယူကရိန်းရဲ့လေကြောင်းကာကွယ်ရေးကိုခိုင်မာစေဖို့အတွက်နိုင်ငံတကာစီမင်းထံမှအစီအစဉ်တစ်တခုဖော်ဆောင်နေတာပါ။ Immediate Action on Air Defense အမည်ရှိတဲ့အဲ့ဒီအစီအစဉ်မှာနိုင်ငံပေါင်းစုံပါဝင် လိမ့်မှာဖြစ်ကြောင်းလည်းဂျာမနီကာကွယ်ရေးဝန်ကြီး Boris က Brussels မြို့မှာပြောကြားခဲ့ပါတယ်။ယူကရိန်းသမ္မတ Zelensky ကလည်းတူရကီနိုင်ငံ Istanbul မြို့မှာပြုလုပ်တဲ့နောက်ဆုံးအကြိမ်ဆွေးနွေးပွဲမှာရုရှားကယူကရိန်းကိုရာဇသက်ပေးခဲ့တယ်လို့လည်းပြောကြားခဲ့တာပါ။ဒါပေမဲ့ Zelensky ကသူဟာ Putin Trump တို့နဲ့တိုက်ရိုက်ဆွေးနွေးမှုတွေပြုလုပ်ဖို့အချိန်မရွေးအသင့်ရှိနေကြောင်းလည်းပြောကြားခဲ့ပါ ါတယ်ဒီနိုင်ငံသတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ Nation League Semi Final ပွဲစဉ်မှာစပိန်အသင်းအတွက်ခြေစမ်းပြသနိုင်ခဲ့တဲ့ရာမဲဟာဘလွန်ဒီယိုကိုရရှိဖို့ထိုက်တန်တယ်လို့စပိန်အသင်းနှစ်ပြား Dela Fuente ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါတယ်။ ပြည်သူတွေကငါ့ကိုလေးကိုတနိုင်ရခဲ့တဲ့ Nation League Semi-final ပွဲစဉ်မှာ Spain သေးတဲ့ခြေစမ်းပြသနိုင်ခဲ့တဲ့ရာမေဟာ Bologna ကိုရရှိဖို့ထိုက်တန်တယ်လို့ Spain သင်းသီးပြ Dela Fonte ကပြောခဲ့ပါဗါး Dela Fonte ကဒါမေဟာဒီဘက်မှာကြေညာချက်ထုတ်ပြန်ခဲ့ပြီး Bologna ကိုသူရရှိသင့်တယ်ဆိုတာပြသခဲ့ပါဗါး ူကကမ္ဘာကောင်းဆုံးစာသမားဖြစ်ပြီးကျွန်တော်အမြင်ကတော့သူကဘလွန်ဒီယိုကိုရရှိဖို့ထိုက်တန်ပါတယ်လို့ပွဲပြီး RDV နဲ့အင်တာဗျူးမှာပြောခဲ့တာပါ။ဂျာမေကဒီဘက်မှာစပိန်အသင်းထဲကနဂိုးသွင်းယူနိုင်ခဲ့ပြီးအကောင်းဆုံးစာသမားဆုကိုရရှိခဲ့ပါတယ်။စပိန်အသင်းကနေရှင်းလိဆီမီဖိုင်နယ်ပွဲစဉ်မှာပြင်သစ်တင်ကို၅ဂိုးတကူနဲ့ဦးဆောင်နိုင်ခဲ့ပြီးနောက်ပိုင်းမှာ၆ဂိုးတွေပြန်ပြီးခေရလူသားနိုင်ရလမ်းပဲပြသခဲ့တာပါ။အသက်၁၈နှစ်အရွယ်ကြီးဂျာမေကဒီဘက်မှာပြသခဲ့တဲ့စွမ်းဆောင်ရည်ကြောင့်ဘလွန်ဒီယိုဆုပြိုင်ပွဲဖြစ်တဲ့ဒမ်ဘီလီကိုအသာရရှိခဲ့ပြီးတော့တုံ့တက်မှုတွေလည်းရှိနေပါတယ်။ဂျာမေကနေရှင်းလိဆီမီဖိုင်နယ်ပွဲစဉ်မှာတိုင်ပြီးကတနည်းပတ်လောက်အကောင်းဆုံးစွမ်းဆောင်နိုင်တဲ့သူကိုဘလွန်ဒီယိုဆုပေးတဲ့နယ်လို့ပြောထားတာပါ။ပြင်သစ်တင်ဝန်ထမ်းရခဲ့တဲ့ပွဲပြီးမှာရ ရမယ်ကကွင်းထဲမှာစကားပြောတာကအမြဲတမ်းအကောင်းဆုံးဖြစ်ပြီးဘိုလီဝဲတက်နိုင်ခဲ့တယ်ပြောရှင်တယ်လို့ပြောခဲ့ပါတယ်။ပင်သင်က Nation League ဘိုလီဝဲဖြစ်ရာဒူးဆောင်နဲ့ပေါ်တူဂီသင်းနဲ့ရှင်ပြန်ရမှာဖြစ်ပြီးပင်သင်သင်ကတော့ဂျာမနီသင်းနဲ့တတိယနေရာလူဝဲရှင်ပြန်ရမှာပါ။ဂျာမဲကအလွန်ကောင်းမွန်တဲ့သင်းရှင်ပြန်ရမှာဖြစ်ပြီးဆူဘလာကိုစပိန်နိုင်ငံနဲ့ပြတ်သက်ဆောင်သွားမယ်လို့ပေါ်တူဂီသင်းနဲ့ရှင်ပြန်ရမှာဘိုလီဝဲနဲ့ပတ်သက်ပြီးပြောခဲ့ပါတယ်။ပေါ်တူဂီနဲ့စပိန်သင်းရဲ့ Nation League ဘိုလီဝဲကိုဂျွန်ကိုရဲ့မနက်ပိုင်းမှာရှင်ပြန်ရမှာဖြစ်ပါတယ်။ CNN သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ6ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြရှင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်းဆိုင်နေကြပါသေးရှင်။